ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ28ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရီရာရှိမှုနေစစ်တောင်းကြီးအရှိတ်ချမ်းမှာတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းရီရာရှိမှုနေကစစ်တောင်းကြီးအရှိတ်ချမ်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းကြီးမြစ်တွေကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်စစ်တပ်ကသူဆုံးရှုံးထားတဲ့ရီရာရှိမှုနေစွာမျိုးနဲ့ ၃မိုင်လောက်သာဝေးတဲ့ရွာတစ်ကျေးရွာကအထိုင်စခန်းနဲ့ကာကင်းတွေပြရဖို့အပြင်းထန်ထိုးစစ်ဆင်လာတာလို့ဆိုပါရယ်သုံးမိုင်လောက်သာဝေးတဲ့ရွာတစ်ကျေးရွာကအထိုင်စခန်းနဲ့ကင်းစခန်းတွေပြန်ရဖို့အပြင်းထန်ထိုးစစ်ဆင်လာတာလို့ဆိုပါရယ်ဒီမနက်အောက်တိုဘာ28ရက်မနက်09:00မိနစ်မှာရေရာရှိမှုနယ်စစ်တောင်းမြေအရှိတ်ချမ်းတိုက်ပွဲအတွင်းစစ်ရှုံးကောင်စီမှလေယာဉ်ဖိုက်တာ၂စင်းဖြင့်ဘုံချဲတိုက်ခိုက်မှုများပြုလုပ်တယ်လို့တရင်3504တပ်ခွဲတက်တာဝန်ရှိသူကပြောပါရယ် စစ်ကောင်စီတပ်ကအင်အား၄၀၀ခန့်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနချုပ်စစ်ဦးစီးချုပ်ဘူလက်ရကအတည်ပြုပါတယ်။မနေ့ကတနေကုန်ဖြစ်တဲ့ရွာသစ်ဘက်တိုက်ရိုက်မထိုးပဲရွာသစ်တောင်ဘက်ကျောကထိုးလာတာရေလွဲရွာဘက်မှာနှစ်ဖက်ထိခိုက်မှုရှိတယ်လို့၎င်းကပြောပါတယ်။ဒါပြင်ဒီကနေ့မှလည်းတိုက်ပွဲဆက်ဖြစ်နေပြီးအသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့ဗိုလ်လက်ရကဆိုပါတယ် စီရေးအရအရေးပါတဲ့စစ်တောင်းမြေအရှိဖက်ချမ်းကရွာတိကြီးရွာကစစ်ကောင်စီတပ်ရဲ့အထိုင်စခန်းတွေကိုပြီးပြီးတော့တိုင်းစစ်ဌာနလက်အောက်တပ်ရင်းတွေကအောက်တိုဘာ20ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကတရင်မှုအပါအဝင်15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရကတရင်မှုညီညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာခုခံမှုပြုလုပ်တာကြောင့်အတိဖြစ်သက်လိုက်ရတယ်လို့အတိပေးထားပါတယ်။စကန်တိုင်းတိုက်ပွဲမှာဂျုံဖြက်ဆက်အပါဝင် MA11 တလန် MA3 တလန် G3 သုံးလန် 60mm တလန် PS2 တလန်အပါဝင် ဆက်ဆက်ခရမ်းတွေတော်လှန်ရေးတပ်တွေစီကရရှိခဲ့ပါတယ်။ဆက်လက်ပြီးကြံ့ခိုင်ရေးပါတီကကိုစလေလောင်တဦးတည်းရှိတဲ့နေရာတွေမှာဝင်ပြိုင်ဖို့လုပ်ခဲ့ပေမဲ့ဖီအားကြောင့်ရုတ်သိမ်းခဲ့ရတယ်လို့ဥက္ကုကိုကြီးထုတ်ပြောလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကကိုစလေလောင်တဦးတည်းသာရှိတဲ့မဲဆန္ဒနယ်မြေတွေမှာပြည်သူပါတီ PP အနေနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့ပြုလုပ်ခဲ့ပေမဲ့ PR တွေကြောင့်ပြန်လည်ရုတ်သိမ်းခဲ့ရတယ်လို့ PP ဥက္ကဋ္ဌဦးကုတ်ကိုကြီးကထုတ်ပြောလာပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအခုအောက်တိုဘာ24ရက်ကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုစလဲလောင်စရင်တဲမှာကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းနယ်တနင်္သာရီတိုင်းအတွင်းကမဲဆန္ဒနဲ့28ခုမှာ USDP ပါတီကကိုစလဲလောင်တအူးစီသာစရင်ရှိနေတာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီလိုပဲအလားတူရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားဖြူပါတီ၊ဝါအမျိုးသားပါတီနဲ့အာခအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်းရှမ်းပြည်နယ်တဲမှာမပြန့်ရပဲနဲ့တနင်္သာရီအနိုင်ရထားတာကြောင့် ကိုယ်စလဲလောင်တအူးတဲ့ဖြစ်နေတဲ့မဲဆန္ဒနယ်မြေစုစုပေါင်း32နေရာအထိရှိနေပါတယ်။အဲ့ဒီပြိုင်ပန်းမရှိကိုယ်စလဲလောင်တအူးတဲ့ဖြစ်နေတဲ့မဲဆန္ဒနယ်မြေတွေထဲမှာပြည်သူ့လွှတ်တော်အတွက်14နေရာ၊တိုင်းဒေသကြီးလွှတ်တော်အတွက်73နေရာ၊အမျိုးသားလွှတ်တော်အတွက်ရှမ်းပြည်နယ်၊ဝါကိုပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းကတနေရာနဲ့ရှမ်းပြည်နယ်အတွင်းကကချင်၊အာခ၊ကယန်ခ၊ဗရောင်တိုင်းရင်သားလူမျိုးမဲဆန္ဒနယ်တွေအတွက်၃နေရာတို့ပါဝင်ပြီးအဲ့ဒီနေရာတွေထဲက28နေရာအတွက် ကြံ့ခိုင်ရေးပါတီကပြိုင်ဘက်မရှိအနိုင်ရနေတာဖြစ်တယ်လို့ကြံ့တဲ့ပြည်သူ့လွတ်တော်တနေရနဲ့တိုင်းသားလူမျိုးမဲဆန္ဒနဲ့နှစ်နေရအတွက်ကြားဖြူပါတီဝါပါတီနဲ့အခါပါတီတို့ကအနိုင်ရနေတာပါလွတ်တော်ကိုစစ်လက်လောင်တဦးသေးတာရှိလျင်ရွေးကောက်ပွဲမကျင်းပတော့ဘဲမဲဆွယ်စရိတ်အကုန်ခံစည်းရုံးရှင်းပြိုင်စရာမလိုဘဲအနိုင်ရကိုစစ်လက်ဖြစ်သွားတဲ့စည်ရင်ထွက်ရှိလာပါတယ်။ပြည်သူ့လွတ်တော်ကိုစစ်လက်ဆက်လေးဦးပါဝင်ပါတယ်။အဲ့ဒီစည်ရင်မှာပြည်သူ့ပါတီကနေဝင်ရောက်ရှင်းပြိုင်ဖို့ဗဟိုဌာနချုပ်ကိုအမိစည်ရင်ပို့ပြီးကမှာ ဖိအားပေးမှုများကြောင့်ပြန်လည်ရုပ်သိမ်းသွားခဲ့တဲ့မြို့နယ်တချို့ပါဝင်ပါတယ်။အဲဒီမြို့နယ်တွေကမဲဆန္ဒရှင်တွေအနေနဲ့သူတို့ရဲ့ရွေးချယ်ခွင့်ဆုံးရှုံးခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်လို့ဥကိုကိုကြီးကသူ့ရဲ့လူမှုကွန်ရက်မှာဒီနေ့မနက်မှာဖော်ပြရေးသားလာပါတယ်။ဒါပြင်ရွေးကောက်ပွဲဟာတရားပေါက်လုံးမှဖြစ်တာကြောင့်မဲပေးချဖို့ကိုလည်းဥကိုကိုကြီးကတိုက်တွန်းထားပါသေးတယ်။ဖီအားကြောင့်ပြန်လဲရုပ်သိမ်းရတယ်လို့ဥက္ကုကိုကြီးကရေးသားထားတာကြောင့်ဘလို့ဖီအားမျိုးဆိုတာသိရဖို့အတွက်သတင်းဌာနကဥက္ကုကိုကြီးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ် မင်းဆန္ဒနဲ့တကူမှာကိုစလေလောင်တဦးတည်းသာရှိရင်ရွှေကောက်ပွဲကျင်းပစီရမလို့ပဲအဲ့ဒီကိုစလေလောင်ကိုသာအနိုင်ရကိုစလေအဖြစ်ကြီးညာပေးရမယ်လို့ရွှေကောက်ပွဲဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ဒီဇင်ဘာ28ရက်မှာကျင်းပမယ်စစ်အုပ်စုရွှေကောက်ပွဲအတွက်ဦးကိုကိုကြီးပါတီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ရှင်ပြိုင်မဲ့ပါတီ6ပါတီထဲမှာပါဝင်ပြီးကိုစလေလောင်900ကျော်စည်းရင်ပေးထားတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့စစ်အုပ်စုရွှေကောက်ပွဲမှာဝင်ပြိုင်မဲ့လွှတ်တော်ကိုစလေလောင်းတွေဟာမနေ့ဖြန်အောက်တိုဘာ28ရက်မနေ့6နိုင်ကနေစပြီးမဲဆွယ်စည်းရုံးခွင့်ရှားတော်မှာဖြစ်ပါတယ် စေအုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲဖြစ်တာကြောင့်ရွေးကောက်ပွဲမှာမပူပေါင်းမပါဝင်ဖို့နဲ့မိမိတို့ဒေသတွေမှာရွေးကောက်ပွဲပြုလုပ်ခွင့်မရှိစေဘူးဆိုတဲ့ထုတ်ပြန်ချက်တွေကို AA KNU အပါဝင်တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကထုတ်ပြန်ထားကြပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။